လူတယောက်မှာအ ਨੇ ဆုံးဝင်ငွေနှစ်ခုရှိတယ်ဆိုရင် ကိုယ်အတွက်ပို့ပြီးတော့အခွင့်အရေးကောင်းတွေလည်းရှိစေတယ်နော်အခုခေတ်ကတလမတခငွေထွက်နေသေးတယ်ဆိုရင်တစ်ခုထဲနဲ့မရက်တီပါနဲ့အရရာအားလုံးကဈေးတက်တယ်ကုန်စည်တုံးတွေလည်းဈေးတက်တယ်အဲ့ဒါကြောင့်မို့နောက်ထပ်ဝင်ငွေလမ်းကြောင်းတွေရအောင် အချိန်ရရင်ရတဲ့လောက်လေးလာတင်ယူပေးပါ နော်နေရဟောင်းနဲ့မနေသွားနဲ့တနေ့ပြီးတနေ့ကိုယ့်ရဲ့ဘဝသိုးသက်ပြောင်းလဲတဲ့သူတယောက်ဖြစ်အောင်သင်ယူပေးပါဘယ်နားမှာသင်ယူရမလဲမသိဘူးဆိုရင်လေအောင်မြင်တဲ့သူရဲ့အသွေးအခေါ်ကို YouTube ပေါ်မှာပေါ့နော် free နဲ့ကိုအားအချိန်ရရင်ရတဲ့လောက်တရှင်းတွေနားထောင်မဲ့နေရမှာအောင်မြင်တဲ့သူတွေရဲ့ဟောပြောပွဲကိုနားထောင်ပေးကြည့်လိုက်ပါရက်30အသွေးမှာကိုယ့်ရဲ့ဘဝတွေအများကြီးတိုးတက်ပြောင်းလဲလာတယ်ကိုယ့်ရဲ့အသွေးလည်းပြောင်းလဲလာတယ်ပြီးတော့ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းကောင်းတွေလည်းမြင်လာစေတာပေါ့နော် အောင်မြင်ခြင်းတဲ့ဘဝတိုးတက်ပြောင်းလဲခြင်းနဲ့မတင်ယူရင်လည်းမရဘူးအခုခေတ်တင်ယူမှုက နေတဲ့နေရာတိုင်းအင်တာနက်ရှိတယ်နဲ့တင်ယူလို့ရပြီတင်ယူမှုရှိတဲ့သူတိုင်းလည်းဝင်ငွေလမ်းကြောင်းအခွင့်ရေးကောင်းတွေပို့ရှိကြတဲ့ဝင်ငွေနှလမ်းဝင်ငွေနှစ်ခုရက်တည်ခြင်းတဲ့သူတိုင်း တင်ယူပြီးတော့ online ပေါ်မှာဝင်ငွေလမ်းကြောင်းရအောင်တခုခုလှုပ်ဆောင်ပေးပါเนาะဈေးရောင်းတာပဲဖြစ်ဖြစ်เนาะကိုပိုင်ပစ္စည်းမရောင်းနိုင်သေးဘူးဆိုရင် order ကောက်လို့မျိုးကနေချိန်လန်းစားလို့ရတယ် online ခေမှာ online ရောင်းချင်တဲ့ order ကောက်လို့မျိုးပုံတင်ရောင်းချင်တဲ့ဘယ်လိုလုပ်ရမလဲ free နဲ့တင်ပြပေးတဲ့သူတွေလည်းအများကြီးရှိတယ်ဥပမာချက်ကြီးတင်းတို့စီမှာလည်းအရောက်တရာမပြီးခင်မှာလည်းလာတင်ယူလို့ရတယ်ဝင်ငွေတလန်းအထက်ရချင်တဲ့သူတိုင်းပေါ့နော် online မှာစူးစမ်းချင်တဲ့သူတိုင်းစူးစို့ပါတယ်နော် ရင်းနှီးများများသုံးစရာမလိုပဲနဲ့ကိုပိုင်စီးပွားရေးစားလုပ်ခြင်းနဲ့ဆိုရင်အခုခေတ်ကပေါ့နော် online ခေတ်ဖြစ်တဲ့အတွဲကြောင့်ဖုန်းတစ်လုံးရှိတာနဲ့ကိုပိုင်စီးပွားရေးတွေစားလုပ်ခြင်းနဲ့ဆိုရင်ကိုပဲကနေစားပေးရမလဲဆိုတော့တင်ယူတာကနေစားပေးပါပဲအလုံးမစို့ပေါ့နော်ကိုနားမလဲပဲနဲ့လုံးမတက်ပဲနဲ့ သွားပြီးမလုတ်သေးပါနဲ့လိုချင်တဲ့စိတ်တမျိုးထဲနဲ့သွားပြီးမယဉ်ဤသေးပါနဲ့အောင်မြင်မှုတစ်ခုကယဉ်ဤမှအောင်မြင်တယ်ဒါပေမဲ့ငွေကနေစပြီးမယဉ်ဤသေးပါနဲ့ကိုယ့်ရဲ့တင်းယူမှုနဲ့အချိန်နဲ့စပြီးယဉ်ဤပေးပါနော်ပြီးတော့ယဉ်ဤမများသုံးစရာမလိုပဲနဲ့အောင်မြင်တဲ့အခွင့်အရေးကောင်းတွေအများကြီးရှိတဲ့အင်တာနက်ပေါ်မှာပေါ့နော်ဒီကိုသုံးနေတဲ့ social media ကနေဝင်ငွေလမ်းကြောင်းတွေရချင်းတယ်ဆိုရင်ပုံတင်ယုံနဲ့ပြီးတော့ video တင်ယုံနဲ့ကြော်ညာတွေဝင်ပြီးဝင်ငွေတိဆောက်လို့ရတယ် တေးတော့တုံးရင်လဲတေးတော့ shop လဲဝင်ငွေတီးဆောက်လို့ရတယ်ကိုတုံးဒီလိုဒီအတိုင်းနဲ့ဖုံတုံးပြီးငွေဝင်ချင်တယ်ကိုပိုင်ပစ္စည်းနဲ့လဲရောင်းရင်လဲဝင်ငွေလမ်းကြောင်းရတယ်အခုခေတ်ဝင်ငွေလမ်းကြောင်းတွေ free တွေအများကြီးရှိတယ်ပြီးတော့ဒီဗီဒီယိုမြင်တဲ့သူတိုင်း online မှာကိုပိုင်စီးပွားရေးစားလုပ်ရှင်တယ်လက်ရှိအလုပ်တစ်ဖက်နဲ့တွဲလုပ်ရှင်တယ်ဘလို့လုပ်သွားရမလဲမသိဘူးဆိုရင်ချက်ရည်တင်းကိုတိုင်ပြပြပေးတယ်တရက်ကိုပတ်ငွေ900အထက်ငွေဝင်တဲ့ နီလန် online ရောင်းနီးပေါ့နော် order ကောက်တင်နိုင်ရှိတယ်။တင်ယူခြင်းနဲ့ဆိုရင် free နဲ့လာတင်ယူလို့ရတယ်နော်။ comment အောက်မှာတင်ယူခြင်းနဲ့လို့ရေးလာပေးလို့ရတယ်။အားလုံးကိုကြိုဆိုပါတယ်။အရောက်တရာမပြီးခင်မှာအမြန်ဆုံးလာတင်ယူကြနော်။ကျေးဇူးတင်ပါတယ်။ဒီကမမရဲ့မိကွန်းလေးကိုပြန်ဖြေပေးမယ်နော်။ငွေကိုလက်ထဲကိုအဆက်မပြတ်ဝင်ခြင်းတဲ့ဆိုရင်လူတိုင်းလူတိုင်းမှာဆိုရင်လေငွေဆိုတာရှိကြတယ်နော်။အနည်းနဲ့အများရှိမှာပဲ။ ကိုကြီးလာကလေးကနေအခုထိငွေကိုလက်ထဲမှာလေဖျက်သွားဖျက်လာတာလေတိန်းထောင်ကနန်းတော့မကဘူးပေါ့နော်အဲ့ဒါကြောင့်မို့လက်ရှိမှာကိုရှိနေတဲ့အရာကိုတန်ဖိုးတွေတိမယ်ကျေးဇူးတိတက်ပေးမယ်ဆိုရင်ပေါ့နော်ငွေလဲကိုစီကိုအဆက်မပြတ်ဝင်လာစေတယ်လူတိုင်းမှာကိုစီမှာငွေရှိတာပဲ ဒါမှမဟုတ်အခုလက်ရှိမရှိသေးဘူးဆိုရင်တော့ကို့မှာငွေမရှိဘူးလို့ပြောနေတော့ဘလို့မျိုးလဲပြောပြသွားရမလဲဆိုတော့ကိုရဲ့စကားလုံးကိုပေါ့နော်ငွေရှိအောင်ဘလို့လောက်သွားပေးရမလဲအဲစကားလုံးပြောင်းတာနဲ့ရလက်မှုလည်းပြောင်းစေတဲ့ တော့ဒီထက်ပို့ပြီးရများအောင်ဘလို့လောက်ရမလဲလက်ရှိကိုရနေတဲ့ငွေကရှာရတော့သုံးမလောက်ဘူးပြင်းမှန်းနေတယ်ဆိုရင်တော့အောင်မြင်တဲ့သူတွေဘလို့လောက်ရမလဲကိုတင်ယူပေးသွားမယ်ဆိုရင်ဝင်ငွေလမ်းကြောင်းတွေလည်းဝင်လာသွားစေတယ်အဲ့ဒါကြောင့်မို့လူတိုင်းကငွေရှိကြတဲ့ကိုရှိဖို့တဲ့ငွေရက်တံပိုးကိုတိပေးပါအဲ့ဒါမှစပေါင်များစွာကိုစီကိုပြန်ဝင်လာစေတယ်နော်ပြီးတော့ရှာရတော့ငွေလဲလေးစီမံခန့်ခွဲတက်တဲ့သူဖြစ်ပေးပါယင်းဤတက်တဲ့သူဖြစ်ပေးပါငွေအဆက်မပြည့်ဝင်တဲ့သူတိုင်းကယင်းဤတက်ကြတယ် ပြီးတော့ငွေကိုတိုးပွားအောင်လဲလှုပ်ပေးတက်ကြတယ်ရှာရတဲ့ငွေကိုလဲစီမံခန့်ခွဲတက်ကြတယ်လိုက်လှုပ်ပေးလို့မတက်ဘူးဆိုရင် free တွေတင်ယူလို့ရတယ်เนาะငွေနဲ့ပတ်သက်ပြီးတင်ယူခြင်းနဲ့ဆိုရင်ကောင်းမင်းအောင်မှာတင်ယူခြင်းနဲ့လို့ရေးလာပေးထားကြပါငွေရဲ့စီမံခန့်ခွဲပိုင်းကိုလာပြီးမျှဝေပေးသွားမယ်เนาะကျေးဇူးတင်ပါတယ်ရှင်